တရုတ်သာဝင်မလျှို့ရင်ပြီးခဲ့တဲ့နှစ်တစ်တုံညာနှစ်ခုစစ်စင်ရေးကလေးကဒေါ်လာ8တက်တွေနေပြီးတော့ကိုဝိုင်းထားနိုင်ခဲ့လောက်ပြီလို့ခံမှန်းတာတွေရှိခဲ့ပါတယ်ဆိုလိုတာကမြို့ဒေါ်လာရဲ့အနိုင်ဘက်ကိုတိမ့်နေမှာပေါ့ဘယ်လိုထင်ကြလဲအားလုံးသိတဲ့အတိုင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့၃ဘွဲ့ဖြစ်တဲ့ MNDAA TNLA AA အပြင်တို့နဲ့ဒေါ်လာရဲ့မဟာမိတ်အဖွဲ့တွေရဲ့2024 ်တုံညာနှစ်ခုဒုတိယလိုင်းစစ်စင်အောင်မြင်မှုပါကြောက်ခမန်းလေးလေးပါပဲတမိုင်းမှာတော့မရှိခဲ့ပါကျွန်တော်တို့ပြည်သူအများစုဟာအတော်အားတက်ပြီးစိတ်ကူးတွေရင်ခဲ့ကြပါတယ် PDF တက်တွေအပါဝင်မြောက်ပိုင်းအဖွဲ့တွေဥဆောင်တဲ့မဟာမိတ်တက်တွေကမြမျိုးနဲ့မန္တလေးကိုပါတိမ့်နိုင်တော့မယ်ဆိုတော့စိတ်လှုပ်ရှားမှုတွေအတော်ဖြစ်ခဲ့ကြပါတယ်မန္တလေးကြရင်တော့စစ်ကောင်စီရဲ့အာနာဘူချက်မှဖြစ်တဲ့နေပြည်တော်အဝိုင်းခံရပြီလို့ စိတ်ကူးထဲမှာပျော်ခဲ့ကြပါတယ်။အဲ့လိုစိတ်ကူးရင်လို့ရအောင်တစ်တုံညာနှစ်ခုဒုတိယလိုင်းမှာစစ်အေးရကြည့်မယ်ဆိုရင်စစ်တက်ကရှုံးနေပါပြီ။စစ်တက်ကတိုက်ရကြစိတ်တက်ကြလက်နဲ့ချဖြစ်နေပြီ။သူတို့ကကုန်းကောက်ပြီးအဖက်ဆက်လို့ရလောက်ဘာမှမရှိသလောက်ပါပဲ။အဲ့ဒီအချိန်မှာပေါ်လာတဲ့စစ်တက်ရဲ့ကက်တင်ရှင်ကတော့ပေါက်ဖော်ပါပဲ။တစ်တုံညာနှစ်ခုစစ်စင်ရေးအရှိန်ရနေတဲ့အချိန်မှာစစ်ကောင်စီကတောင်းဆိုတာကြောင့် ရုပ်ကတော်လိုင်းရဲ့အဖွဲတွေကိုဖိအားပေးပြီးအပြစ်ရဲ့ဆွေးနွေးရေးတွေလုပ်ခိုင်းခဲ့ပါတယ်။လာရှိုးကြသွားပြီးတဲ့နောက်တော်လိုင်းရဲ့အဖွဲတွေပေါ်ရုပ်ရဲ့ဖိအားပေးအနိုင်ကျင့်မှုကကိုစိုးတယ်ဆိုလောက်မြန်မာနိုင်ငံရေးမှာစစ်တပ်ကအရေးကြီးဆုံးလို့ပြောပြီးစစ်တပ်နဲ့အပြစ်မရရင်ချက်၄ပြက်လုပ်မယ်ဆိုပြီး2024ဩဂုတ်ကနေစပြီးချိန်ချောက်ခဲ့ပါတယ်။အဲ့ဒီဖိအားတွေကြောင့် MNDA ကိုကန့်အဖွဲကမန္တလေးနဲ့တောင်ကြီးကိုဆက်မတိုက်ပါဘူးအနောက်နိုင်ငံအစိုးရတွေနဲ့ NUG ကိုလည်းမဆက်ဆံပါဘူးဆိုပြီးတရားဝင် ထုတ်ပြန်ခဲ့ရပါတယ်2025 AB လမှာတော့တရုတ်ကိုယ်တိုင်ကြီးကြပ်ကဲမှုအောက်မှာ MNDAA ကလာရှိုးကိုစစ်ကောင်စီလက်ထဲပြန်လွှဲပေးခဲ့ရပါတယ်ဒီမှာစစ်တိုက်ကတနက်တစ်ချက်တောင်မဖောက်ရပဲလာရှိုးကို ပြန်ရသွားခဲ့ပါ